ဧပြီလတတိယပတ်အတွင်းအနောက်နှင့် အနောက်တောင်ဘက်တို့မှ တနာရီမိုင်20နှုန်းခန့်လေပြင်းတိုက်ခတ်နိုင်ဟုဆိုယခုဧပြီလ20ရက်မှ25ရက်အထိရတတပတ်တာကာလအတွင်းအနောက်နှင့်အနောက်တောင်ဘက်တို့မှတနာရီမိုင်20နှုန်းခန့်လေပြင်းတိုက်ခတ်နိုင်ကြောင်းကျင်းပမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောကြားထားသည်ရင်းကမြန်မာနိုင်ငံမိုးလေဝသအခြေအနေနှင့်ပတ်သက်၍ယမန်နေ့က ကြိုတင်ခံမှန်းတွေးရှိချက်အပေါ်ရင်းတို့ပြောကြားထားခြင်းဖြစ်သည်လေပြင်းတိုက်ခတ်မှုခံမှန်းချက်အရမကွေးတိုင်းမန္တလေးတိုင်းနှင့်နေပြည်တော်ကောင်စီနယ်မြေချို၌အနောက်ဘက်မှလေပြင်းတိုက်ခတ်မှုတနားရီလင်း မိုင်20နုန်းခန့်တိုက်ခတ်နိုင်သည်ဟုဆိုသည် ထို့နည်းတူအေယော်ရီမြို့ဝကျုံးပေါ်ဒေသပဲခူးတိုင်းအနောက်ပိုင်းနှင့်ရန်ကုန်တောင်ပိုင်းကံယူရန်အနီးရှိဒေသအချို့တွင်လည်းအနောက်ဘက်နှင့်အနောက်တောင်ဘက်မှာ လေပြင်းတနာရီ15မိုင်နှုန်းမှမိုင်20နှုန်းအထိတိုက်ခတ်နိုင်သည်ဆို အတိပေးထားသည်။တချင်းပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင်မိုးအထင်းအင်းမှမိုးများနိုင်ပြီးမကွေးတိုင်းမြောက်ပိုင်းဒေသအချို့နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့တွင်မိုးအနှင်းငယ်ရွာသွန်းနိုင်ကြောင်းခန့်မှန်းထားသည်။ ထို့ပြင်အပူချိန်များအနေဖြင့်မြန်မာနိုင်ငံအလဲပိုင်းမကွေးတိုင်းစကိုင်းတိုင်းနှင့်မန္တလေးတိုင်းဒေသများတွင်နေ့အပူချိန်များ40ဒီဂရီဆဲလ်စီယပ်ခန့်အထိမြင့်တက်လာနိုင်ကာခရမ်းလွန်ရောင်ကြီးအညွန့်ကိတ်များမှာအေရီတိုင်းရန်ကုန်တိုင်းတနင်္လာရီတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် နနက်7နာရီမှနေ့လယ်2နာရီခန့်အထိမြင့်တက်နေနိုင်ကြောင်းခန့်မှန်းထားသည့်မြမပင်လယ်ပြင်တွင် နောက်လာမည့်ခုနှစ်ရက်အတွင်းထူးခြားမိုးလေဝသဖြစ်စုအခြေအနေများမရှိဟုအိုးဝင်းနိုင်၏ခန့်မှန်းသုံးသပ်ချက်အရသိရသည်